ခொနီယသသည်မိတ်ရှင်များအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ဆင်လွှဲမှာပါရှင်2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့တနင်္ဂနွေသာသမီများအတွက်တနေ့တန်ဝက်စတန်ဖြစ်ပါတယ်တနင်္ဂနွေသာသမီများအတွက်ဒီနေ့မှာ ူများပြဿနာကိုပြဿနာမျိုးတွေဖြစ်တတ်တယ်မိသည်အရာကိုမှဒီနေ့တော့ခေါင်းခံပေးတာမျိုးအမခံပေးတာမျိုးတွေမလုပ်နဲ့เนาะလုံးမှလည်းစိတ်ညစ်ဆရာဆေရှုပ်ဆရာစိတ်တည်မွန်ချက်ဆရာများ ਨੇ ဒီနေ့မှကြုံရတတ်တယ်ကျမ်းမာရေးအနေနဲ့ခေါင်းမှုရဲ့ခေါင်းခိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချီးအမလည်းအထင်အမြင်တွဲဆရာများ ਨੇ ကြုံရတတ်တယ်အိမ်တော်ရေးမှလည်း ကျင်းူးချက်မြေဇာများနဲ့ဂျုံတရားတက်တယ်အချိုးပေးတဲ့ကဏ္ဍကတော့၄နဲ့6ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအစိမ်းအောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာပေါင်ဖို့၅ချက်ကလူပေးရမှာဖြစ်ပါတယ်ရှင် ခဏရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောတွေကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အိဋ္ဌသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လုပ်ပါစေ။2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့တနင်္လာသားသမီးများအတွက် တနေ့တာ president ဖြစ်ပါတယ်။တနေ့လတာဝန်များအတွက်ဒီနေ့မှာတိုင်ကိစ္စနေရာတိုင်ကိစ္စအဆောင်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒီနေ့အတွက်အခွင့်အရေးကောင်းတွေပေါ်လာတတ်တယ်။မထင်မတဲ့နေရာကနေလည်းမထင်မပဲနဲ့ဝေးရေးကြီးတွေအများပြားဝင်လာတတ်တယ်။ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့ရင်ဝမ်းသာစရာသတင်းကောင်းတွေကြားရတတ်တယ်။အချီးအမှာတော့ချစ်သူနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာတည်င်းစကားကြားရတတ်တယ်။ တိန်တော်ရေးမှာရဝေးရေချမြေချနိုင်ငံချနဲ့ပတ်သက်ပြီးတော့ဆွေမျိုးမိသားစုတွေရှိကနေပြီးတော့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်တဲ့ကျမ်းမာရေးအနေနဲ့မျက်စိနဲ့ပတ်သက်ပြီးတော့စိတ်တော်ကတွေကြုံရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့တင့်နဲ့ငါဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအနီရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအိမ်ရှိဖျားမှာအုံလို့ခေါဆဲကတ်လူပေးရမှာဖြစ်ပါရဲ့ရှင် ခொနည်းရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကို ဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အိဋ္ဌသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့အင်္ဂါသားသမီးများအတွက် တနေ့တာဟောစတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာဝေယေချေကိစ္စတွေက အရှင်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်။ဆေးမားတာအစာအစိတ်တင်တာမျိုးတွေတတိကြနော်ဒီနေ့မှာကြုံရတတ်တဲ့ငွေရင်းချင်းနဲ့ပတ်သက်ပြီးတော့ငွေဝင်မဲ့ဖျားပုံတော်ရဟန္တာပုံတော်အင်ကိုကြွလိုက်ထီ80ရာခိုင်နှုန်းဒီပေါက်ကင်းရှိတယ်။ဒီထိုးပြောင်းထိုးနော်ဒီပေါက်မဲ့ကျမ်းမာရေးအနေနဲ့လေထိုးတဲ့လေတာတဲ့ ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအမှလည်းအတင်းအမြင်ဝဲစရာများနဲ့ကြုံတွေ့ရတတ်တဲ့အိမ်တော်ရင်းမှာတော့ခင်မွန်းဇနီးများအတွက်ကိုဝမ်းသာစရာစိတ်ချမ်းသာစရာတင်းစကားတွေခြားရတတ်တဲ့အကျိုးပေးတဲ့ကနန်းကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှအစိမ်းရောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအိမ်ရှိပြားမှာခောက်ဆွဲကြောက်ကလူပေးရမှာဖြစ်ပါရဲ့ရှင် ခொနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဒ္ဓသဘောတွေကိုဆောင်းတဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အိဒ္ဓသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်စင်အောင်လွန်မပါစေ2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ဗုဒ္ဓဘာသာသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘာသာသမီးများအတွက်ဒီနေ့မှာ ဉာဏ်နဲ့ဝိရိယပိုင်းမှာ အစွမ်းကုန်ကြိုးစားရမယ့်နေမျိုးဖြစ်ပါတယ်။မိမိကကြိုးစားရတလောက်လေအောင်မြင်မှုတွေဇက်တိုက်ဆိုလိုမျိုးရရှိတတ်တယ်၊ခွဲခွာနေတဲ့မိရှိအဟောင်းဆွေမျိုးအဟောင်းအဆက်အဟောင်းနေနေလေပြန်လဲစုံစည်းရတတ်တယ်အချီရေးမှတာရတယ်နော်အစဉ်ပြေတယ်နော်အိမ်တော်ရေးမှတော့တူနဲ့တူကနားလည်မှုတွေလွဲနေတာစိတ်ကတိကောက်တွေဖြစ်နေတာမျိုးတွေဖြစ်တတ်တယ်ဈာမကြီးအနေနဲ့ရှင်ဘတ်အောင်တဲ့ ဝေဒနာမျိုးတွေခံစားရတဲ့တင်အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့၅ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှအနီရောင်ပဲဖြစ်ပါတယ်။ရေရီဟာအနီနဲ့မိမိအိမ်ရှိဖျားမှာလိမ္မော်သီးကပ်လူပေးရမှာဖြစ်ပါရှင်။ ခொနည်းရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အိဋ္ဌသဘောတွေကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လုပ်မပါစေ2025ခုနှစ်ဒီဇင်ဘာလ ခုနှစ်ရက်နေကျသာပရိသသမီးများအတွက် တနေ့တောင်ဟိုစတန်ဖြစ်ပါတယ်ကျသာပရိသသမီးများအတွက်ဒီနေ့မှာကံအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်ကျန်စီသသမီးအရာရာတွေကိုဒီနေ့မှာလှုပ်ဆောင်မှအရှင်ပြေအောင်မြင်မယ်နော်ဆက်တူကိစ္စတွေစာချုပ်ကိစ္စတွေကိုတော့ ဒီနေ့မှာအထူးသတိထားပြီးဆောင်ရွက်နော်အမားအရင်ဖြစ်တတ်တယ်အစင်မပြေဖြစ်တတ်တယ်ကျမ်းမာရေးအနေနဲ့လည်းသတိထားနော်လက်တစ်ဖက်မှာကြိုက်တာနာတာမျိုးတွေဖြစ်တတ်တယ်ဝေးချေးကံလည်းဒီနေ့ကောင်းတယ်နော်ချစ်သူစီကနေပြီးတော့လည်းမမျှော်လင့်ပဲနဲ့လက်ဆောင်ကြီးကြီးရတတ်တယ်ပိန်တော်ရေးမှာတော့အဝေးမှာရှိတဲ့ခင်မိုးစနီးမယားတို့ကို ဝမ်းသာစရာစိတ်ချမ်းသာစရာတည်င်းစကားကြီးချရတဲ့တင်အချိုးပေးတဲ့ကဏ္ဍကတော့၃နဲ့၅ဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်မှာအနီရင်းရင်းအယောင်နဲ့ချက်သေးအောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာဈေးဖြော်ရင်ကက်လူပေးရမှာဖြစ်ပါရဲ့ရှင်ခொနီရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် ိဋ္ဌသဘောတွေကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲပါပါစေ2025ခုနှစ်ဒီဇင်ဘာလ 9ရက်နေ့တောက်ကြဒါနီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တောက်ကြဒါနီများအတွက်ဒီနေ့မှပညာရေးကိစ္စတင်တဲ့ကိစ္စတွေမှာအခွင့်အလမ်းကောင်းလေပေါ်လာတဲ့တဲ့လက်ရှိရဲ့လုပ်ကူလေလုပ်ငန်းအစ်တိုးချဲ့ရတဲ့လုပ်ငန်းအစ်စ်စတင်ရတာမျိုးတွေလည်းကြုံရတဲ့တဲ့စတင်မယ်ဆိုစတင်တင်တယ်ကောင်းတဲ့အချိန်ပြင်မယ်နော်ရရှိရာရှိတဲ့ငွေရေးကြီးတွေကလည်း မရည်ရွယ်ဘဲနဲ့မထင်မှတ်ဘဲနဲ့ဒီနေ့မှပြန်နေရရှိလာတတ်တဲ့ကျမ်းမာရေးအနေနဲ့တည်ထားနော်ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအနေမှာချစ်သူနဲ့ပတ်သက်ပြီးတော့စိတ်တော်ကတွေအစင်မပြေစရာတွေလေဂျုံပြရတတ်တဲ့အိမ်တော်ရေးမှာတော့ အမျိုးမိသားစုဆွေမျိုးနဲ့ပတ်သက်ပြီးသွားရင်လည်းအစင်မပြေဖြစ်တတ်တဲ့အကျိုးပေးတဲ့ကနန်းကတော့နှစ်နဲ့ငါးဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအဖြူရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိဖျားမှာပဲပလာတာကလူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနည်းရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိတ်ဓာတ်သဘောတွေကိုစောင်းတဲ့ ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဒသဘောတွေကိုရှောင်တယ်မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှရွယ်ထားတဲ့လုပ်ကင်ထားတဲ့လုပ်ငန်းတွေက အနာရောက်ခံဒီမှာတွေ့လွယ်လွဲသွားတာအဆင်မပြေတာမျိုးတွေလေဖြစ်တတ်တယ် ခြံကိစ္စကာကိစ္စကြောင့်မျက်ရည်နာကိစ္စကင်မရာကွန်ပျူတာများနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့မှစိတ်အနှောက်အယှက်ဖြစ်စရာစိတ်ရှုပ်စရာများနဲ့အဆင်ပြေအောင်မြင်တဲ့ရွေးချယ်ရခက်တာဆုံးပြရခက်တဲ့အခြေအနေအချက်တဲတွေလည်းဒီနေ့မှကြုံရတတ်တဲ့ကျမ်းမာရေးအနေနဲ့လည်းတတိထားနော်။သွားနဲ့ပတ်သက်တာ၊သွေးနဲ့ပတ်သက်တာတွေဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအနေမှလည်း အထင်အမြင်လွဲစရာများနဲ့ဂျူလီယာတက်တဲ့အိမ်တော်ရေးမှာတော့အဝေးမှာရှိတဲ့မိဘဆွေမျိုးတွေစီကနေပြီးတော့ဝင်ရေးကြီးအကူအညီထောက်ပံ့ကောင်းတွေများစွာရရှိတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့6နဲ့9ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအနီရောင်နဲ့အနီညူညူညူရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာဗိမုတ်ကလူပေးရမှာဖြစ်ပါရဲ့ရှင်